မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လာတရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့သကိုင်းမြို့ပေါ်မှာရှိတဲ့အမှတ်33ချင်းမြတ်တပ်မှဌာနချုပ်ကို short တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခဲ့ရာစစ်တပ်ဘက်က6ဦးတေဆုံးပြီးတော့ထိခိုက်ပျက်စီးမှုတချို့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကမေလ31ရက်နေ့က BWM နဲ့မဟာမိတ်အဖွဲ့များဖြစ်တဲ့ Shadow စကိုင်း No More Dictatorship NMD နဲ့စကိုင်းမျိုးပြပြောက်ချောင်း Infinity အဖွဲ့တို့ကစစ်ရှုံးကောင်စီရဲ့အမှတ်33ချင်းများတက်မှာဌာနချုပ်တက်မှာ33ကို BWM Mission 40အဖြစ်နဲ့ ရှော့တိုက်တုံး၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းပြစ်ခတ်တိုက်ခိုက်မှုမှာစစ်တပ်ကတပ်သား6ဦးသေဆုံးပြီးတော့တပ်တွင်းအချုပ်သား9ဦးလည်းသေဆုံးသွားတယ်လို့သိရပါဗါးတပ်မ33အတွင်းထိခိုက်ပျက်စီးမှုများအနေနဲ့ဗဟိုကင်းမီးလောင်ပျက်စီးသွားပြီးတော့တပ်3မော်တော်ယာဉ်2စီးလည်းပျက်စီးသွားတယ်လို့သိရပါဗါးလိုင်းကန်တခန်းရှော့တိုက်တုံးထိမှန်ပြီးတော့ပျက်စီးသွားပြီးမော်တော်ယာဉ်မှုနဲ့စစ်တီ3ဦးဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့သိရပါဗါးလိုင်းကန်ထိခိုက်ပျက်စီးမှုကြောင့်ရဲမေ3ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါး အမှတ်33ခြေမြန်တက်မှဌာနချုပ်တက်မှ33ဟာရေဦးတော်လိုင်းရေးကာလတလျှောက်မှာပြည်သူတွေအပေါ်ညှင်းဆဲတပ်ဖြတ်ရမှာအရက်ဆက်ဆုံးတက်အဖြစ်နဲ့နာမည်ကြီးတဲ့စီကောင်စီရဲ့လက်ရုံးတက်ဖြစ်တယ်လို့လက်ရှိမှာလဲတက်မှ33ရဲ့ဒုတက်မှမှုဦးစည်းကစကိုင်းမြို့နယ်အတွင်းကြေးရွာများကပြည်သူများကိုဖမ်းဆီးပြီးတော့လူသားတိုင်းပြုလုပ်ကစစ်ကြောင်းထိုးလျက်ရှိတယ်လို့သက်ဆိုင်ရာတော်လိုင်းတပ်ဖွဲ့များကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ထိုင်းနိုင်ငံကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ပြန်လည်စုဖွဲ့ထားတဲ့စစ်တပ်စစ်ကြောင်းကတင်ကန်းညီနောင်ဘူဟာဂုံးကိုစစ်ကြောင်းထွက်လာတဲ့အတွက် KNL တပ်များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကညနေ6:00နာရီကအချိန်မှာမြဝတီမြို့ခလာရ2ခွန်5ကနေထိုင်းကိုထွက်ပြေးပြီးတော့ပြန်လာတဲ့စစ်သားများနဲ့ပြန်လည်စုဖွဲ့ထားတဲ့စစ်ကြောင်းကတင်ကန်းညီနောင်စစ်ဘူဟာဂုံးကိုတိုက်ခိုက်သိမ်းပိုက်ရန်အတွက်စစ်ကြောင်းထွက်လာတယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းကိုမြဝတီမြို့နယ်ရွှေမြဆန်နေကွက်တဲ့အနောက်ဘက် တုံးတရာနေရာမှာ KNL ပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။ထိုင်းဘက်ကိုထွက်ပြေးပြီးတော့ပြန်ပို့ခံရတဲ့စစ်သားတွေကမြောက်ရီခလာရနှစ်ခွန်ကတပ်ထဲကနေစစ်ကြောင်းစုဖွဲ့ပြီးတော့တင်ငန်းညီနောင်ဘူဟာကုန်းကိုပြန်သိမ်းဖို့ထွက်လာပါတယ်။ အဲ့ဒါကိုလမ်းကနေဖြတ်တိုက်တာပါတိုက်ပွဲပြင်းထန်တဲ့တညာလုံးတအုံးတိုင်းတိုင်းနဲ့ကိုချနေကြတာလို့ KNL စီရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်ဒါအပြင် KNL ဥဆောင်တဲ့မဟာမိတ်တပ်များကမြဝတီမြို့ခလိုက်ရနှစ်ခွန်ကတရင်ထဲမှာရှိနေတဲ့စစ်တပ်ကိုလည်းလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်မနေ့ကည10နာရီခွဲလောက်မှာခလိုက်ရနှစ်ခွန်ကတပ်ထဲကိုပါတော်လိုင်းတပ်တွေကသွားပြီးတော့ပြစ်တာအဲ့ဒီခလိုက်ရနှစ်ခွန်ကမှပြန်စုဖွဲ့ပြီးတော့စစ်ကြောင်းထိုးလာလို့ပါလို့ KNL သတင်းရင်းမြစ်ကဆက်လက်ပြောပြထားပါတယ် ညပရိမျိုးဆောင်တက်ခလာရ2.5ဟာ2024ခုနှစ်အေပီလအတွင်းမှာ KNL ပူးပေါင်းတက်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့ပြန်လည်ဆုတ်ခွာတဲ့အချိန်မှာစစ်တပ်ကပြန်လည်ဝင်ရောက်ပြီးတော့နေရာယူခဲ့တဲ့တိုက်ရင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပအိုဒေတာစီဆိုင်မြို့နယ်တိုက်ပွဲအတွင်းမှာအဖမ်းခံလိုက်ရတဲ့ပအိုအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ကရဲဘော်၅ဦးကိုစစ်ကောင်စီတပ်နဲ့ပြည်သူ့ဆက် PNO တို့ကပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့ရုတ်တံမှတ်တမ်းကိုစစ်ကောင်စီတုံမန်းတွေစီကနေပြန်လည်ရရှိခဲ့ပြီးတော့အဲ့ဒီစစ်တုံမန်းကလည်းသူတို့ပြစ်ခတ်တာမှန်ကန်ကြောင်းထွက်ဆိုခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုနှစ်ဇန်နဝါရီလ12ရက်နေ့မှာစီဆိုင်မြို့နယ်ထီဆောင်ကျေးရွာနီးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ PNL တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ PNL ကရဲဘော်9ဦးကိုဖမ်းဆီးတပ်ဖြတ်ခံလိုက်ရတယ်လို့ PNL ကရခိုင်ကလေးကထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ PNL ကရဲဘော်များကိုပြစ်ခတ်တပ်ဖြတ်တဲ့ရုတ်တံကိုတော်လိုင်းတပ်များကပြန်လည်ဖမ်းဆီးနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့တုံ့ပန်းထံကနေပြီးတော့ရရှိခဲ့ခြင်းဖြစ်ပြီးအဲ့ဒီတုံ့ပန်းကလည်းဖြစ်စဉ်များကိုအမှန်တိုင်းထွက်ဆိုခဲ့တယ်လို့ခွန်ရင်းရံကပြောပြထားပါတယ်စစ်တုံ့ပန်းနေစီကဒီကောင်တွေရဲ့ဖုန်းတန်းမှာပြန်ရပြီးတော့သူတို့ကိုပြန်ပြီးတော့စစ်ဆေးမေးမြန်းတာပါသူတို့က၅ယောက်ကိုတပြိုင်နက်တည်းတတ်လိုက်တာတော့မဟုတ်ဘူးတယောက်ကိုတခြားနေရာမှာတတ်တယ်ပြီးတော့၄ယောက်ကိုအဲ့ဒီဗီဒီယိုထဲမှာပါတဲ့အတိုင်းပဲသူတို့ကိုယ်တိုင်ပြစ်တတ်ခဲ့တာပါ ပြီးတော့မှသူတို့ကလောင်းတွေကိုစီထားတဲ့ပုံစံပေါ်လို့ခွင်ရင်းရန်ကရှင်းပြထားပါဗျ။စစ်တုံးမန်းတွေရဲ့ထွက်ဆိုချက်အရ PNL ကရဲဘော်များကိုပြစ်ခတ်တပ်ဖြတ်ရမှာစစ်ကောင်စီတပ်သားများသာမက PNO ပြည်သူ့စစ်များလည်းပါဝင်တပ်ဖြတ်ခဲ့တယ်လို့ခွင်ရင်းရန်ကရှင်းပြထားပါဗျ။ ပေါ်လူမျိုးအချင်းချင်းဖြစ်တော်လဲစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ကောင်စစ်အာဏာရှင်အလို့ကြပေါ်လူမျိုးများကိုအချင်းချင်းပြန်လည်တပ်ဖြတ်ခတ်ခြင်းဖြစ်တယ်လို့ PNL ကထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့2022ခုနှစ်စက်တင်ဘာလ14ရက်နေ့မှာလဲစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာကြေးရွာအလဲပြန်လာတဲ့ PNL ရဲဘော်၅ဦးကို ဖမ်းဆီးတပ်ဖြတ်ခဲ့မှုတွေလို့သိရပါတယ်စစ်ပွဲအတွင်းမှာဖမ်းမိခဲ့တဲ့စစ်တုံးမန်းများကိုတပ်ဖြတ်တဲ့လောက်ရဟာစစ်ရာဇဝဲမှုကိုကျူးလွန်နေခြင်းဖြစ်ကြောင်းခွန်ရင်းရံကရှင်းပြထားပါတယ်ကျွန်တော်တို့အနေနဲ့ကတော့စစ်တုံးမန်းတွေဖမ်းမိတာတွေရှိပါတယ် PNO ပြည်သူ့ဆက်အဖွဲ့ဝင်တွေဘုံမှုအဆင့်ထိဖမ်းမိတာရှိတယ်။ဒါပေမဲ့ဒီလိုမျိုးညှင်းပန်းနှိပ်စက်တာမျိုးတပ်ဖြတ်တာမျိုးတခါမှတယောက်မှကိုမလုပ်ဘူးပါဘူးစစ်တုံးမှန်းဥတည်နဲ့အညီပဲထိမ့်သိမ်းထားပါတယ်လို့ခွန်ရင်းရန်ကပြောပြထားပါတယ်။ PNA လေးအနေနဲ့ဖမ်းမိထားတဲ့စစ်တုံးမှန်းတွေကပို့အစားပေးယဉ်ကျေးမှုနဲ့ပို့ရဟန်းတန်ကများရဲ့မြစ်တာရက်ခံချက်အရာလူငင်းချမ်းသာခွင့်ပေးခဲ့ရသူများရှိတယ်လို့ထိမ့်သိမ်းထားတဲ့သူတွေကိုလည်းစေကူတာခွင့်နဲ့အသက်ရှင်ခွင့်ပေးခဲ့တယ်လို့ပြောပြထားပါတယ်။ လက်ရှိတော်လှန်ရေးဟာစနစ်ပြောင်းတော်လှန်ရေးဖြစ်တဲ့အတွက်စစ်အာဏာရှင်စနစ်ကိုအပိတိုင်တိုက်ဖြတ်ချိန်မိုးနိုင်ရေးအတွက်ဆင်နွှဲနေတဲ့တော်လှန်ရေးဖြစ်တယ်လို့၎င်းကရှင်းပြထားပါတယ်။ PNL အနေနဲ့ PNO ပြည်သူ့စစ်များကိုဥစွာတိုက်ခတ်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။ပို့အချင်းချင်းတပ်ဖြတ်မှုမဖြစ်ပွားရေးအတွက် PNO ပြည်သူ့စစ်စခန်းများကိုတိုက်ခတ်ခြင်းဖမ်းဆီးတပ်ဖြတ်ခြင်းများမရှိပဲကိုကိုကိုကာကွယ်ခွင့်နဲ့နေထိုင်လျက်ရှိတယ်လို့ခွန်ရင်းရန်ကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံမဲဆိုင်ဘက်ကနေမြန်မာနိုင်ငံတာချီလိပ်ဘက်ကိုဝင်ရောက်ရန်တံတားမှာတန်းစီနေတဲ့သုံးမိန်းကားတစ်စီးကိုထိုင်းအကောက်ခွန်ဂိတ်ကဆက်ဆေးကြည့်ရာကောက်ရိုးထုံးနေထဲမှာဖွက်ထားတဲ့လက်လုပ်ပစ္စတိုတနက်25လက်ကိုဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ31ရက်နေ့ညနေ6:00နာရီကမှဆက်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီးတော့သုံးမိန်းကားနဲ့ပါလာတဲ့အသက်34နှစ်နဲ့အသက်35နှစ်အရွယ်မြန်မာနိုင်ငံသား2ဦးကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးရမိသူများရဲ့ဖတ်ဆိုချက်အရ၎င်းတို့ဟာ တရားပိတ်ချိန်နီးနေတဲ့အတွက်တရားကိုအမြန်မောင်းလာတဲ့အချိန်လမ်းမှာလူတအုပ်ကတားဆီးပြီးတော့ကောက်ရိုးထုံးကိုတာချီလိုက်ဘက်ကိုဗက်လေးရံနဲ့ပို့ဆောင်ခိုင်းခဲ့တယ်လို့ပြောပါတယ်။၎င်းတို့ဟာလည်းတရားပိတ်ချိန်နီးနေတဲ့အတွက်တေချာစွာမစစ်ဆေးပဲနဲ့တင်းဆောင်ပြီးချင်းဖြစ်ကြောင်းပြောဆိုထားပါတယ်။သုံးမိန်ကမောင်းနေတဲ့သူနဲ့အတူဖမ်းဆီးရမိသူတအုပ်တို့ကိုမဲဆိုင်ဘက်မှာဥပဒေအရဆက်လက်ပြီးတော့ဆောင်ရွက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းသကိုင်းမြို့နယ်မင်းကွန်းဒေသကင်းရွာမှာရှိတဲ့ပြည်သူပိုင်နေအိမ်အလုံး20ခန့်ကိုမိရှို့ဖျက်ဆီးနေတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သားတအုပ်တွေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ25ရက်နေ့ကသခိုင်းမြို့နယ်ကံကြီးကုန်းရွာကစစ်သားနဲ့ပြူစော်တီအင်အားတရာခန့်ဟာဆဲတော်လေးကိုဖျက်ပြီးတော့မင်းကွန်ရဲစခန်းကိုဝင်ရောက်ခဲ့တယ်လို့သိရပါဗယ်မေလ28ရက်နေ့မနက်6နာရီကမှမင်းကွန်ရဲစခန်းကစစ်သားနဲ့ရဲများပူးပေါင်းပြီးတော့မင်းကွန်မြို့မြောက်ဘက်မှာရှိတဲ့ကင်းရွာဘက်ကိုဆက်လက်ပြီးတော့စစ်ကြောင်းထုတ်ခဲ့တယ်လို့သိရပါဗယ် အခုလိုမျိုးစစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များ9နာရီကြာထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတော့တိုက်ပွဲချိန်ကြာမြင့်မှုကြောင့်တော်လိုင်းတပ်ဖွဲ့များကပြန်လည်စုဖွဲ့မှုပြုလုပ်နိုင်ရန်ခိတ္တဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်အခုလိုမျိုးဆုတ်ခွာတဲ့အချိန်မှာအကြမ်းဖက်စစ်သားများကကင်းပါတဲ့ကိုဝင်ရောက်ပြီးတော့ပြည်သူပိုင်းနေအိမ်အလုံး20ခန့်ကို မိရှုပ်ဖြတ်စည်းသွားတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကြောင်းဟာညနေ၄နာရီလောက်မှာကင်းရွာကနေထွက်လာတဲ့အချိန်ရတနာပုံတပ်ဦးသခိုင်းခိုင်တရင်တက်သခိုင်းခိုင်တရင်နဲ့ဇုံလေးတို့ကပူးပေါင်းပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများအထိနာပြီးမင်းကိုရဲစခန်းကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်တိတ်ဆုံးသွားတယ်လို့သိရပါဗျ။စစ်ခွေးတကောင်တည်တယ်လို့သိရတယ်။ကျန်တာကတော့အထိကြမသိရဘူး။ပြည်သူတွေဖမ်းဆီးခါရတာမျိုးလည်းမကြမိပါဘူး။ကင်းရွာတရွာလုံးကတော့စစ်ဆောင်နေကြတယ်။သခိုင်းမြို့နယ်ထဲမှာစစ်ဆောင်တွေက အရင်ကတည်းကပို့ပြီးတော့တိုးလာပါတယ်။ပွင့်လေးရာသီမှာစစ်ကြောင်းထိုးလာတော့မြေပြင်မှာတကယ်တိုက်ပွဲဖော်ဆောင်နေတဲ့အဖွဲ့တိုင်းကိုထိထိရောက်ရောက်ကူညီပေးစေချင်ပါတယ်။ကျွန်တော်တို့အဖွဲ့မှာမဟုတ်ပါဘူး။မြေပြင်ကိုတကယ်လာကြည့်တကယ်စုံစမ်းပြီးတကယ်အလုပ်လုပ်တဲ့အဖွဲ့တိုင်းကိုထိထိရောက်ရောက်ကူညီပေးကြပါလို့ပြောချင်ပါတယ်လို့ရတနာဘုံတပ်ဦးတာဝန်ခံကိုခီရီကရှင်းပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုရတနာဘုံတပ်ဦး LPDF ဇုံ9မင်းကွန်းတိုက်နယ်ဘက်ကပါ People's Service Force PSF ချမ်းမြတာစီမြို့နယ်ပကဖာယူနီကွန်ပျောက်ကြားတပ်ဖွဲ့ SLDF နဲ့နယ်မြေကမဟာမိတ်တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ကြီးတကုံမြို့နယ်မှာစစ်မှုထမ်းစီရင်ထဲမှာပါတဲ့အကိုကိုမတွေ့လို့အသက်မပြည့်သေးတဲ့ညီဖြစ်သူကိုစစ်ကောင်စီရဲ့ရက်ကွက်အုပ်ချုပ်ရေးပိုင်းကမနေ့ကမေလ31ရက်နေ့ညပိုင်းမှာဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဖြစ်စဉ်ဟာပြည်ကြီးတကုံမြို့နယ်စစ်မှုတရက်ကွက်မှာဖြစ်ခဲ့တယ်လို့သိရပါဗျ။မနေ့ကညပိုင်း9:00နာရီကရက်ကွက်အုပ်ချုပ်ရေးမှူးပြည်သူစစ်ခေါ်ပြူစောတိတွေနဲ့စစ်သားတွေကစစ်မှုထမ်းစီရင်ထဲမှာပါတဲ့လူငယ်ကိုနေအိမ်မှာလာရောက်ရှာဖွေခဲ့တယ်လို့သိရပါဗျ။အိမ်ကိုလိုက်လာတာ နာမည်စင်းပါတဲ့ကောင်လေးကကြောက်ကြောက်လန့်လန့်နဲ့ပြေးတာဘောလို့ဖြစ်စဉ်ကိုသိတဲ့ရက်ွက်နေပြည်သူတို့ကပြောပြထားပါတယ်စစ်ဗိုလ်တန်းစင်းထဲမှာပါတဲ့လူငယ်ဟာအသက်20ခန့်ရှိပြီဖြစ်ပြီးတော့သူ့ကိုမတွေ့တာကြောင့်အသက်မပြည့်သေးတဲ့သူ့ရဲ့ညီဖြစ်သူကိုခေါ်သွားတယ်လို့သိရပါတယ်အဲ့ဒီကလေးကတော့အသက်14နှစ်ဝန်းကျင်ပဲရှိသေးတယ်လို့ရက်ွက်နေပြည်သူတွေစီကသိရပါတယ်ပြည်ကြီးတခုမြို့နယ်ထဲမှာစစ်တပ်လက်ဝေကံပြူစောထီတွေကလူငယ်တွေကိုစစ်မှုထမ်းအတွက်ရှာဖွေတာ ဖမ်းဆီးတာတွေကိုရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့လုပ်ကင်နေတယ်လို့မြို့ကန်တွေကပြောပါတယ်ရက်ကွက်ထဲမှာရှိတဲ့လူငယ်တွေရှိတဲ့နေအိမ်တွေကိုစောင့်ကြည့်တာမျိုးရှိတယ်လို့အဲဆင်းမကြခဏဝင်းရောက်စစ်ဆေးလေးရှိတယ်လို့လည်းမြို့ကန်တွေစီကသိရပါတယ် လက်ရှိမန္တလေးမှာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးပိုင်းကလာမယ့်စစ်မှုထမ်းအပတ်စဉ်14အတွက်လူအင်အားစုဆောင်းရှာဖွေတာတွေကိုပြုလုပ်နေတယ်လို့သိရပါဗျ။စစ်မှုထမ်းအပတ်စဉ်73ကိုတော့အလဲပိုင်းတိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာမန္တလေးနန်းတွင်းထဲမှာပြီးခဲ့တဲ့မေလ16ရက်နေ့ကပြုလုပ်ခဲ့ကြောင်းတရေရရှိပါတယ်ခင်ဗျာ။ ်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်ဆက်အာနာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ